လက်နက်ကင်ဒေါ်လာမှာပြည့်မဲ့အတွက်ကြောင့်အလို CDF တွေဆိုမှလက်နက်ကင်လာကြတယ်ပေါ့လက်နက်ကင်လာကြတဲ့ကိုရှေ့ကနေကျွန်တော်တို့ဒီနိုင်ငံရေးစီရေးပေါ့နော် CG GNC လို့စုတယ် CGDC လို့စုတယ် ICC လို့စုတယ်ဆိုမှအများအားအလိုမျိုးအဘယ်လိုပြောမလဲစုစင်းဘုံအောင်မြင်မှုမရခဲ့ဘူးပေါ့ဆိုတော့ကျွန်တော်တို့လက်နောက်ပိုင်းကျတော့ဟိုအာ ideology အရစာချုပ်ပေါ်မှာ POD အရအစုစည်းတယ်ဆိုတဲ့ပုံတော့ meeting ကလည်း bottom up စုစည်းရင်ကောင်းမယ်ဆိုတဲ့ခါနဲ့ကျွန်တော်တို့စုစည်းဖို့ကိုခဏဖိထားလိုက်ပြီးမှကိုယ့်အဖွဲ့ကိုစနစ်တကျတည်ဆောက်ဖို့ကိုဦးစားပေးလိုက်တယ်။အဲ့လိုမျိုးကိုယ့်အဖွဲ့ကိုစနစ်တကျတည်ဆောက်ဖို့ဦးစားပေးပြီးမှကျွန်တော်တဖြည်းဖြည်းနဲ့ပေါ့နော်ဥပမာ personal CB ပေါ်လာတယ်ညီနောင်ပေါ်လာတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော်တို့မြို့သိမ်းတဲ့ပွဲတောက်လျှောက်လုပ်လာခြင်းနဲ့မှာအခုမြို့ရတဲ့တော်မင်းများတင်းပြီးပြီပေါ့နော်ဟိုအခုလို့ဆိုလို့ဆိုစီပီနေနေမှာဆိုတိတိမှန်မှန်ကျွန်တော်တို့ပေါ့ โอเคဒီလိုကြမှာဟိုပေါ့ next step ပေါ့เนาะကျွန်တော်တို့တဖွဲ့ချင်းစီကအချစ်ချစ်လေးလေးလုပ်မယ်ပေါ့เนาะဟိုမချစ်လေးတဲ့ဖွဲ့ရှိတယ်အချစ်လေးတဲ့ဆိုတော့ညာလည်းပိုးမှာချစ်လေးပို့လိုရတဲ့ဖွဲ့ရှိတယ်ပေါ့เนาะဆိုတော့ဒီ standard army army 1 army တခုပေါ်မယ်ဆိုတော့ကနောက်3လအတွင်းနောက်6လအတွင်းဆိုတာမျိုးမဟုတ်ပဲနေလို့เนาะကျွန်တော်တို့ကဘယ်လိုပြောမလဲဒါကိုဒီဟိုဒီတဖွဲ့ချင်းစီမှာ one government ဖြစ်အောင်အရင်ပြည့်စုံလေးလေးပြောင်းတည်ဆောက်ကြမယ်ဒီတဖွဲ့ချင်းစီမှာ one government ဖြစ်ပြီးဆိုမှအဲ့ဒီ government စုပြီးမှ၆ဖွဲ့လုံးက sub ပြီးမှ joint government နဲ့တွားမယ်ပေါ့နော်အဲ့ဒီ joint government နဲ့တွားပြီးတော့မှနောက်တစ်ဆင့်ကျွန်တော် same training တွေပါတဲ့ညာလေးဖြတ်သန်းပြီးမှ one army အဲ့လိုမျိုးတွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဟိုချင်းပြည်မှာအလွယ်လေးတကူလို့သလိုပေါ့လေရှိတဲ့အဖွဲ့တွေစုပြီးမှပါဖွဲ့လိုက်ပြီးပါစုလိုက်ပြီးကျွန်တော်အဖွဲ့မှာကျွန်တော်အဖွဲ့မှာဘယ်နှဖွဲ့ပါသည်ဆိုတာမျိုးတွေမလုပ်ဖက်နေတယ်နော် ဟိုတဆင်ချင်းစီသွားချင်တယ်ကျွန်တော်တို့ရဲ့ target တခု objective တခုပါအဲကျွန်တော်တို့ပြောင်းလဲပေါ်ဆောင်လာတဲ့ reform တခုပါပဲအဲ့လိုမျိုးပါအဓိကတော့အဲစိတ်ကောင်းစီကိုတော်လှန်ရေးမှာတကယ်တော်လှန်ရေးနဲ့တူအောင်တော်လှန်တက်ခိုင်းနိုင်တာပို့စိတ်ကောင်းစီအောင်မြှင့်ဖြတ်ဖို့ဒါတဲ့မှာပဲနောက်တော့ကျွန်တော်တို့ရဲ့ဒီကိုချင်မကိုပြထပ်ခွင့်ပေါ့နော်အဲ့လိုမျိုးအဲဒီဖက်ဒရယ်ခွင့်ကြီးတွေကိုအာမခံချက်ပေးနိုင်တဲ့ကိုပြည်သူတွေလွတ်မြောက်မှုလွတ်လပ်မှုအာမခံချက်ပေးနိုင်တဲ့ ပါတီပေါ့နော်ဒေါ်လာရဲ့နေဆိုင်မှာစေအာနာရှင်ပြုတ်ချတယ်တော့ဆိုအစားဆုံးပေါ့လေတစ်သက်တစ်သက်ချစ်တော့ဖြစ်သွားတာပဲဒါပေမဲ့အဲ့ဒီအတွက်အာလိုအပ်တဲ့တိကျတဲ့အဲ့လိုမျိုးပေါ့နော်ဟိုဟိုစီးရီးနိုင်ငံကြီးပေါ်ဆောင်မှုတွေအတွက်နိုင်ငံကြီးအဲ့လိုမျိုးအတွက်အဲ့လိုမျိုးဒီဝန်တာမျိုးပေါ့နော်ဝန်တာမျိုးကျွန်တော်တို့တခါကျမြန်မာနိုင်ငံမှာဘယ်လို standard army standard army ဆိုကြီးလူကဟိုတိုက်လေနေပဲရှိရမလို့ဒီရင်ကုန်သင်္ဘောပဲရှိရမလို့ပေါ့နော် အတကယ်တကယ်ကျွန်တော်တို့ကကြစ်လစ်ပြီးမှစနစ်တကျရှိတဲ့ဟိုအမိနာခံမှုရှိတဲ့ကျင့်ဝတ်သဘောတရားနားလေတဲ့ဒီဒူလူထုကိုကိုစားပြုတဲ့ဒီဒူလူထုရဲ့လွတ်မြောက်မှုအသက်အိုးအိမ်စီစဉ်ကိုကာကွယ်ပေးတဲ့လက်နက်ကန်တပ်ဖွဲ့တဖွဲ့ကိုပြောတာပါ အမှန်သူတို့ထောက်ကြတာပါမယ်လေအဲဟိုကျွန်တော်တို့ကအခုနောက်ပြောတယ်လို့ပေါ့နောက်6လတနည်းမှာအဲ့လိုမျိုးဟို target တစ်ခုနဲ့သွားတာဟုတ်ပနဲ့ကျွန်တော်တို့ objective တစ်ခုပေါ့ goal တစ်ခုပေါ့လေနော်အဲ့ဒါဆိုတော့ဟိုကျွန်တော်တို့ကအာကျွန်တော်တို့ data တွေလွတ်မြောက်သွားပြီးကျွန်တော် CP ထင်းထွန်းတွေလွတ်မြောက်သွားပြီးဆိုတော့ဒီတိုင်းပဲဟိုတော်လှန်ရေးမှာရေးလိုက်ငားလိုက်နေမဲ့အဖွဲ့ဖို့ပို့နေလို့မရဘူးပေါ့နော်တစ်ဆင့်တစ်ဆင့် ဟိုရှင်းရှင်းပြောရင်ကျွန်တော်တို့ခုလက်မြောက်တာဒီတနည်းနည်းနည်းပဲခိုင်ခံမယ်ဟိုတော့၃လေးနည်းပဲခိုင်ခံမယ်ဟိုကျွန်တော်တို့မှာကသဘောပိုင်းမှာလက်မှတ်ရေးထိုးတာမျိုးနိုင်ငံရေးသဘောတူညီချက်ရတာမျိုးကကျွန်တော်တို့လွတ်မြောက်မှုအာမခံချက်မရှိဘူးဆိုတဲ့အတွက်ကြောင့်ဒါကဒီ next step ကပိုခက်ခဲတဲ့ပို့ပြီးမှလည်းရုန်းကန်ရမယ်အဲပို့ပြီးမှလည်းစူးစီးရမယ်ပို့ထိုးစားမယ်ခြေစားမယ်ပေါ့နော်အဲ့ဒါကိုတချို့ကြတော့လည်းခြေဆိုင်ရမှာခက်လို့ ဟိုဝေးလို့ကြောက်လို့ပေါ့နော်ဟိုတခြားဖြတ်လန်းနေတဲ့ဖြေရှားခြင်းတဲ့သဘောတွေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အဲ့ဒီစိတ်ကောင်းစင်တဲ့နိုင်ငံရေးရာဆွေးနွေးတာသဘောတူထားတာဖြတ်လန်းနေတဲ့အာမခံချက်မတိချတဲ့နည်းနဲ့ပေါ့နော်ဟုတ်တယ်လို့မြင်တယ်ဆိုတော့သူတို့ဟိုဝေးဖန်တာရဲ့လို့မဟုတ်ပါဒါအမှန်တရားကိုထောက်ပြတာပါပဲဒါကကျွန်တော်တို့အများကြီးကြိုးစားအောင်မယ်အများကြီးတိဖောက်ရအောင်မယ်အများကြီးတိုင်ပင်အောင်မယ်ကျွန်တော်အပယ်ချင်းချင်းကြားထဲမှာပဲတော်လိုင်းသစ်တာဘလော့ရှိကြလဲ တော်လှန်ရေးအောက်သက်ဘလောက်ချင်လဲကျွန်တော်တို့ဘလောက်တိောက်ချင်တယ်လဲဆိုတာမျိုးကဟိုစမပွဲစိတ်ခါလာဖြစ်ပါပဲ CP ချင်းချင်းပါလဲလေနော်ဒါပေမဲ့ကျွန်တော်တို့တကယ်အားလုံးဆွေးနွေးကြတယ်အားလုံးသဘောတူကြတယ်အားလုံးတိုင်ပင်ကြတယ်ဒါဖြစ်တင်ဖြစ်နေတဲ့အရာကျွန်တော်တို့စူးစမ်းအထောက်အမယ်ပေါ့နော်အဲ့လိုမျိုးလုပ်ရမယ်ဆိုတော့ခက်ခဲခဲမှာပဲဘယ်လိုမျိုးပေါ့နော်ဒါပေမဲ့ခုနလိုမျိုးပေါ့ဟိုခက်ခဲတိုင်းလည်းမလုပ်ဘဲမပြောလို့နော်တဖြစ်ဖြစ်တော့အကောင့်ထပ်ပေါ်လာအောင်လုပ်ရမှာပဲ ကျွန်တော်တို့မှာကစစပြောဆိုလို့ target လိုမျိုးပေါ့နော် time bound ပေါ့နော်3လအတွင်း6လအတွင်းတစ်နှစ်အတွင်းရလို့မရှိဘူးဟိုဒီကာလရဲ့အာ the basis ကိုက unpredictability ပဲ uncertainty ပဲဆိုတော့နော်ဟိုတစ်နှစ်အတွင်းနှစ်နှစ်အတွင်းဆိုရင်အဲ့ဒါလိုစိတ်ကူးခြင်းတွေကဖြစ်လို့နေဟိုတကယ်တကယ်တစ်နှစ်နှစ်နှစ်အတွင်းလည်းဖြစ်နိုင်ပါတယ်အာ9နှစ်6နှစ်လည်းကြာသွားနိုင်တယ်ဒါပေမဲ့ဒီအဖွဲ့ဟိုပေါ်လာဖို့မြန်မြန်ပေါ်လာဖို့အတွက် ဒီအဖွဲ့တီတကယ်အကြီးချင်းရှိဖို့ကြိလစ်ဖို့ပဲကျွန်တော်တို့ဦးစားပေးမှာအဲ့လိုမျိုးပေါ့နော်ဒါငါတို့ကဟိုတနေ့တွင်းပေါ်လာမယ်ဆိုတော့ဟိုဟိုကျွန်တော်တို့ချင်းစီမှာတော်လိုက်ဖွဲ့မှာဖြစ်နေလို့အာငါတို့ပါမစီပီမှာလက်ထောက်ပါလာချင်းတဲ့ဖွဲ့တွေရှိတယ်ဆိုတော့ဟိုလာချိဆက်တဲ့ဖွဲ့တွေရှိတယ်ဆိုတော့အာငါတို့ကဘယ်နှဖွဲ့ရှိနေပြီးမွေဘယ်နာမည်နဲ့ဖွဲ့လဲအောင်ဆိုတာကတကယ် old facebook ပေါ့နော်တကယ်စာအုပ်ကြီးဟောင်းတိုင်းပေါ့လေဟိုရှင်းရှင်းပြောရင်ကျွန်တော်တို့ကစက္ကစပဲဟို ဆက်ဆက်ဆက်ကချိုးရလာမချိုးနဲ့လို့ပြောနေတာကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးကြီးလုပ်လို့မရဘူးပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ခုစစ်ကောင်စီတော်လှန်လာတယ်ကျွန်တော်တို့ဒီလောက်ထိချီဒီလောက်အထိအောင်မြင်လာလိမ့်မယ်စစ်ခီးရောက်လာလိမ့်မယ်လို့မထင်ခဲ့ဘူးအဲကျွန်တော်အဲ့လိုတာဂက်လည်းမထားခဲ့ဘူးပေါ့နော်အလုပ်ဆက်ရှိတာလုပ်ဖို့ဟိုအပားမခုဖို့ထက်လန်းနေမတုံးဖို့စကူမရှင်ဖို့တကယ်တို့ချွေးနဲ့ဂျုံကံဖို့ပေါ့နော် ဟိုမြေပြင်ကနေစတီဆော့ဖို့ဆိုတာပဲအဲ့လိုမျိုးဆိုတော့အဲကျွန်တော်တို့မှာဘယ်လိုပြောမလဲအဲ target time bound တခုပေါ့နော်တစ်နှစ်နှစ်တွင်းဆိုတော့မထားဘူးဟိုနှစ်နှစ်တွင်းလည်းဖြစ်လာမှာပဲသုံးနှစ်တွင်းလည်းဖြစ်လာမှာတစ်နှစ်တွင်းလည်းဖြစ်လာနိုင်မှာပဲတစ်နှစ်တစ်နှစ်ဘယ်နှစ်ဘယ်ကာလဆိုတာဖြစ်လေကျွန်တော်တို့ဘလော့အလုပ်လုပ်တယ်လေကျွန်တော်တို့ဘလော့ကြိုးစားချင်တယ်ဆိုပုံမူတည်ပုံကျွန်တော်တို့အလုပ်လုပ်တာငြင်းငြင်းဆန်းဆန်း ်ကျွန်တော်တို့အလုတ်ကိုမြန်မြန်ဆန်ဆန်ချိုးချိုးဆာဆာလုတ်တာနဲ့အမျှပေါ့နော်တွန့်တဲ့သူပေါ်လာပါပဲဆိုတော့ပြန်နိုင်ဖို့ပေးချင်းဘလို့ပေါ်လာမှဆိုကျွန်တော်တို့သဘောမထားဘူးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အလုတ်လုတ်ဖို့ပဲအာရုံစိုက်ရမှာပေါ့အာခုနကျွန်တော်ပြောတဲ့တက်တခုတည်းဖွဲ့ချင်းဆိုတာကခုနပြောတဲ့ဒီကျွန်တော်တို့ခုလွတ်မြောက်သွားတာကိုအာငါတို့ငါတို့စစ်ကောင်စီကင်းစင်နေနေဖြစ်ပြီးဟေ့ဆိုပြီးမှဒူဂလင်းဆန်ပြီးမှအေးစိတ်ထိုင်နေလို့မရဘူးဒီလွတ်မြောက်မှုဒီအစားပဲဖြစ်သေးတယ် နောက်တစ်နေ့နေ့တော့အကုန်လုံးပြန်ပါသွားနိုင်တယ်ပြန်ပြောက်သွားနိုင်ပေါ့နော်အဲအဲ့ဒါဆိုတော့ဒီလွတ်မြောက်မှုကိုတည်ချအောင်ဆိုတော့ကောင်းပေါ့နော်ဒီကနေမှအာချင်းဒီဒီလုံးလွတ်မြောက်မှုဟာဒီစီပီလွတ်မြောက်မှုဟာဒီချင်းဒီလွတ်မြောက်မှုချင်းဒီလွတ်မြောက်မှုဟာဒီတနိုင်ငံလုံးဆရာနဲ့ရှင်လွတ်မြောက်မှုအတွက်အထောက်အကူပြုမဲ့တကယ်ချစ်လက်တဲ့တကယ်ခိုင်မာတဲ့တကယ်စူးစီးစနစ်ကြတဲ့ဟာကလိုလိုတယ်ပြောတော့ဘဝိုင်းလို့နေလို့မရဘူးပေါ့နော် အဲ့လိုမျိုးအတွက်ကြောင့်လေအဓိကတော့ဒေါ်လန်ကြီးကဥတီတာပေါ့ဒေါ်လန်ကြီးဥတီပြီးနောက်ပိုင်းမှာလည်းဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတော့ဟိုဘယ်လိုပြောမလဲခုနလိုမျိုးပေါ့ဟိုလွန်မြောက်မှုမှဒီဒီနိုင်ငံကြီးဒီဖက်ဒရယ်အဂျန်နရယ်အမိမိချင်မှာမိမိဖန်တီးရေးတန်းတူညီရေးတရားမျှတကြီးအတွက်ဟိုမြန်မာနိုင်ငံမှာကကျွန်တော်တို့ကဘယ်လိုပြောမလဲကိုယ့်ရဲ့ ခုနပြောတဲ့ဒီဟိုတန်တူညီကြီးကိုနော်လွံ့မြောက်ကြီးတို့ကိုကျမကိုဖန်တီခွန်ချွာလေးကိုလို့အာမခံနိုင်တဲ့နေရာရှိတဲ့တပ်မတော်တို့ခုစနေကြတဲ့တပ်မတော်တို့လိုလဲလိုလဲပေါ့လေအဲ့ဒီအတွက်ဟိုလိုမျိုးဒီတပ်မတော်ဖွဲ့စည်းလာခြင်းဖြစ်တယ်ဒါဒေါ်လိုင်းကလာဘောဒေါ်လိုင်းအလုံးမအကုန်လုံးတော့ပေါ့နော်ပြီးတော့မှလက်တွေ့ကြကြဒေါ်လိုင်းလုတ်ခြင်းနဲ့ပေါ့မို့အာဒီတပ်မတော် ဒီတက်မတော်တရက်ပေါ့နော်တက်တော်တရက်ပေါ့လေကျွန်တော်တို့ကတက်မတော်တက်မတော်မကြောမနဲ့တက်တော်ဆိုတာလေတခါလေတက်တော်လို့သုံးထားတယ်ဆိုတာကဟိုတက်မတော်ဆိုတာကဟိုနိုင်ငံတကာတော်မှာဟိုမြန်မာနိုင်ငံအာမီလို့မခေါ်လဲတက်မတော်လို့ပဲခေါ်တာဟုတ်တယ်ဟိုလား TAD MAD ဘယ်လိုလဲတက်မတော်လို့ပဲသုံးတာဆိုတော့ကိုကေမားကြီးကတက်မတော်လို့ရိုက်ထည့်လိုက်ရင်တကယ်လူတက်မတင်းချင်းရွာမီရှိုးတဲ့တကယ်လူမှုလူရုံမှာဖွဲ့စီပဲ တော့နိုင်ငံတကာနဲ့ချိတ်ဆက်လုပ်ကိုင်စဉ်းစားပြီးဆိုတတ်မတော်ဆိုစကလုံးတော့သုံးလို့မရအောင်ဟိုအာမီတိုးရင်တုံးပေါ့နော်ငွေအဲအာမီကိုမြန်မာမျိုးပြုမဆိုရင်တတ်တော်ဆိုတဲ့ပုံစံပေါ့နော်ဒီလိုမျိုးပုံစံတပ်ဖွဲ့ဆိုတဲ့ပုံစံမျိုးသုံးလုံးတာပဲကောင်းတယ်ဘာလို့ဆိုတော့ဟိုတခြားအဲ့ဒီအဲ့ဒီစစ်မိတ်စာဖွဲ့တွေနေပဲအများအား relate လုပ်ခံတော့ဖြစ်လို့တတ်မတော်ဆိုတဲ့မတုံးနှုံးသုံးလုံးချင်ကြတော့ပေါ့နော်ဆိုတော့အဲအထက်ကဲမရှိမှာပဲ နော်ဒီမှာတက်ဒီလိုမျိုးအာမီတစ်ခုဖြစ်လာတယ်နော်တက်တော်ပေါ့နော်တက်ပြီးတော့တက်တော်တစ်ခုဖြစ်လာတယ်ဆိုတဲ့ခါကျရင်ဟိုခက်ခဲတွေရှိတယ်မရင်ဆင်းလာရှိမှာပဲဆိုတော့ဟိုဟိုကျွန်တော်တို့အတွက်ကတော့လက်ရှိရပြောမယ်ဆိုရင်လောကကြီးမှာတော့ကျွန်တော်တို့မရင်ဆိုင်ရမယ်မရင်ဆိုင်ရတဲ့ဖြစ်ခဲ့လို့မရှိတော့ဘူးငုံမှာဒီဒူမီလေးဒီနဲ့လောက်လေးกว่าတွေနဲ့တော့စိတ်ကောင်းစီတော့တွားချချေပြီးမှတီချင်းတွေတိရောက်လာပြီပဲဆိုတော့ကျွန်တော်တို့အတွက်တော့မရင်ဆိုင်ရတဲ့ခက်ခဲ မရှိဘူးဟိုဘလောက်ကကဲကြည့်ဖြစ်လုံးပင်နေတင်နေဘုဖက်ကမှန်ကန်နေတိုင်းတိုင်းပင်ပင်ဆွေးနွေးကြတယ်အကြီးဒေါ်လန်ကြီးအပေါ်မှန်ကန်နေဒီသူရဲ့အကျိုးရှိရှုတယ်သူရင်းအဲ့ဒါအဲ့ဒါတော့ဒါပဲဒါအဲ့ဒါအဲ့ဒါပဲဖန်ဖို့ကြီးချေတော့ကျွန်တော်တို့ကျွန်တော်တို့လောက်ကကြီးမှာကျွန်တော်တို့မရင်ဆိုင်ရတဲ့ခက်ခဲလို့မရှိဘူးဟိုလိုကျွန်တော်တို့မှာကအဲဒီချင်းနေတော်ဖွဲ့စည်းတဲ့ကကောမဒီငါးရက်နဲ့ဖွဲ့စည်းလေနော်တဘာပတိ အဖွဲ့တည်င်းကြံကြာကြီးအဖွဲ့တွင်ကြီးမှုအဖွဲ့ပြီးတော့စီကြီးအဖွဲ့ဤနိုင်ကြီးဖွဲ့ဆိုတာနားဖွဲ့ရှိတယ်နော်ဤနိုင်ကြီးဖွဲ့နဲ့တွေ့ဆုံဆွေးနွေးစကားပြောနေတဲ့ဖွဲ့တွေရှိပါတယ်ချင်းဖွဲ့တွေပဲဒါလည်းဆိုချင်းညီနောင်ဆိုတဲ့စကလုံးရကူကချင်းကိုချီချင်းဆိုတဲ့စကလုံးပေါ်ချီပြတာပဲလို့နော်ဆိုတော့တွေ့ဆုံဆွေးနွေးညီနိုင်ကြတာပြောဆိုကြတာရှိပါတယ်ဒါကဟို GMC ကွန်ကရက် GGTC ကရေကချင်းလင်းကောင်စီမှာကရေကကျွန်တော်တို့ကိုယ်တိုင်ချင်းလင်းကောင်စီတက်ရောက်ခဲ့တာပဲ ဒီ2023စက်တင်ဘာခွင့်ရှိကိုပေါ့နော်၃ရက်လလုံးတက်ရောက်ဆွေးနွေးခဲ့တယ်ကျွန်တော်တို့အဲ့ဒီကလည်းခြားပြခဲ့တယ်ဒီလိုမလို့အောင်လည်းဒီလိုလုပ်အောင်လည်းခြားပြခဲ့တယ်တိုင်းမဲ့ဟိုကျွန်တော်တို့ခြားပြတာကိုသူတို့တွေကလက်မခံဘူးပေါ့နော်ဟိုကြီးတယ်တောင်းတယ်ပယ်လိုက်တယ်ပေါ့လေကျွန်တော်တို့ကတော့ပြုံပြုံလေးပဲပြန်လာခဲ့တယ်အခု2025ကျတော့ကျွန်တော်တို့ပြောတဲ့အတိုင်းပဲ အကုန်လုံးကဒီဘူတာပဲဆိုက်လာတာပဲကျွန်တော်တို့ဒီ CNG လုတ်ဖို့ကြိုးစားလာတယ်ဟိုဘာလို့ပြုတ်လဲတကယ် zero draft ကပြန်စာဆွဲနေပေါ့နော်ဘာလို့ညာလဲဆိုတော့အဲ့လိုပုံစံဖြစ်လာတာပဲဆိုတော့ကျွန်တော်တို့မပြောဆိုဆွေးနွေးထားတော့သိစက်ကြတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းတော်နိုင်ရေးဖွဲ့မှာရှေ့မှာတင်ခန့်ခန့်ကြအများကြီးရှိပြီဟိုတော်လိုင်းကို for show လုတ်တာအဲဒီချုပ်လူငယ်တွေပါတယ်နားထဲလုတ်တာမဲ့လုံးနေပေးတာသရွက်ပေါ်ကနေလုတ်တာအဲ့အဲ့လိုမျိုးတွေကကျွန်တော်တို့ကဟို တော်တော်များများတွေ့တာမြင်လာကြုံတာဖြတ်တန်းလာပြီဆိုတော့ဟိုပြောမလဲဟိုမြန်မာဒေါ်လာစကားနဲ့ပြောမယ်ကျွန်တော်ပွဲမပီးခင်တက်မထောင်ချင်တာပေါ့နော်ဟိုကျွန်တော်တို့ဖက်ကကိုယ့်ကိုအမြဲတမ်းနေခွင့်ထုတ်နေဖို့ဟိုကိုယ့်ကိုပြန်ဆန်းစစ်နေဖို့လက်တွေ့ကြကြတကယ်အလုပ်လုပ်နေဖို့ပဲလိုတယ်ပေါ့နော်တန်တာကတော့ရလက်တီကဟိုပေါ့နော်တွေ့တူ result တွေကတွေ့တူစကားပြောသွားမှာပေါ့တမိုင်းမှတ်တိုင်ကပြည်သူလူထုကိုအဖြေပေးတော့မှာပေါ့